အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွှန်တာပေးဖြစ်ပါတယ်3လပိုင်းတစ်လတာတနိနာသတ္တမိများအတွက်အထူးဟောစတဲ့ရေရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တနိနာသတ္တမိများအနေနဲ့ဒီ3လပိုင်းမှာပေါ့မမီးတို့ရဲ့လုံတမြကိစ္စမမြအားလုံးအစဉ်မြေချင်းချောင်းမွေချင်းကိုကြုံရဖို့ရှိပါတယ်ဒီလာထဲမှာပေါ့နော်အစ်စ်အစ်စ်တော့လုပ်ငန်းတွေစဖို့မသိမ့်တော့ပါဘူးမူလရှိပြီးသားလုပ်ငန်းတွေပို့ပြီးတော့ ပို့ပြီးတိုးတက်အောင်ပို့ပြီးအောင်မြင်အောင်ပို့ပြီးအစဉ်ပြေအောင်လုပ်ဖို့ဒီလမှာအထူးကအကောင်းဆုံးလို့ပြောလို့ရပါတယ်ဒေါက်တာနာဒီလမှာလည်းဗာဖြစ်လဲဆိုတော့အစ်စ်အစ်စ်တွေမလုံးနဲ့အရှုပ်အရှုပ်တွေမလုံးနဲ့ကိုယ်နဲ့မပတ်သက်တဲ့ဟာကိုယ်နဲ့မဆိုင်တဲ့ဟာတွေဝင်ပါပဲနေမယ်ဆိုဒီလဒီလောကအေးချမ်းနဲ့ peaceful ဖြစ်တဲ့လလို့ပြောလို့ရတယ်နောက်ပြီးတော့ကိုကကိုယ်နဲ့မပတ်သက်တဲ့ကိစ္စတွေနောက်လူဆန်းကားလောက်တာမျိုးတွေလူတက်ကြီးလောက်တာမျိုးတွေဆိုရင်တော့ဒီလမှာလူမုန်းခံမယ်လို့ပြောခံမယ်အကောင်းဆုံးကတော့ကိုယ့်ကိုလုံးစရာရှိရာလေးကိုတိုးတိုးတိတ်လေးလို့ လုံးစရာရှိတာကိုလုံးပြီး AEC တွေပဲနေအာဒီလာအလုံးက AEC ပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကသူများနဲ့ပတ်ပြီးပတ်သက်မိမယ်စကားတွေရှုံ့မိမယ်ဆိုဒီလာဒီလုံးဝလုံးဝဒုက္ခရောက်မယ်လာထဲမှာပါပါတယ်အကြောင်းမို့ဒီလာမှာတိတ်တိတ်ဆိတ်ဆိတ်လေးနေပြီးတော့လုံးစရာရှိတာတွေကို AEC လုံချင်းဟာတနင်္လာသားသမီးများတဲ့အကောင်းဆုံးလာလို့ဆိုနေနေပြောခြင်းနဲ့နောက်ခုကြတော့ပါလဲဆိုဒီလာမှာပေါ့နော် ဒီပညာရေးနဲ့ပတ်သက်ပြီးတော့လုံနေတဲ့သူတွေရှိရဲဆိုဒီလမှာပညာရေးနဲ့ပတ်သက်ပြီးတော့အထုတ်တိတ်ရောက်တယ်အဲ့တော့ပညာအသစ်တွေရှာခြင်းရှာလို့ရတယ်လုံငန်းအသစ်တွေဒါမလုပ်တင်တာပညာအသစ်တွေရှာတာမျိုးအတွေ့အကြုံအသစ်တွေရှာတာမျိုးเนาะဒီဟိုသိခြင်းတဲ့ဟာတွေအသစ်အသစ်တွေလုံယူတာမျိုးဒီလမှာလုံအောင်လုံအောင် လုပ်တင်ပါတယ်เนาะပြက်နာပဲမရှာတင်တာဗျအလုပ်တင်နေပဲမလုပ်တင်တာဗျပညာအသစ်တွေရှာလို့ကောင်းတဲ့အလားတွေမှာဒီလားတွေမှာပါတယ်ပေါ့เนาะ နောက်တစ်ခုကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီတလင်းလာသားသမီးများအနေနဲ့ဒီလာထဲမှာပေါ့မိမိတို့လုံနေကြိုင်နေတဲ့ကိစ္စမှန်မြန်အားလုံးပါလေဒီဇုံတူတယောက်ရဲ့အကူအညီအထောက်ပံ့တွေမယူဘဲနဲ့ဟိုကိုလုံးစရာရှိတာကိုလုံးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းနဲ့မဟုတ်လဲဆိုတော့ဟိုရှင်ကြီးကြားထက်ကြားကြိုက်လို့ရှင်ကြီးကိုရေပေါ့နော်ရှင်ကြီးကြားထက်ဆိုတဲ့အဖြစ်ပြက်မျိုးဒီလာမှာ တင်းကြတာဒီနားနေနေကြုံတက်လာဖို့ရှိပါတယ်မိမိကတော့ဟိုမိမိရဲ့လိုအပ်တဲ့ကိစ္စမဲ့ကိစ္စတွေကိုကူညီဖို့ဆိုပြီးတော့မှအကူအညီတောင်းနေအကူအညီတောင်းရတဲ့သူကဟိုကိုကိုဟိုလုတ်လိုက်တဲ့ကိစ္စတွေကကိုယ့်ရဲ့ကိစ္စတွေကိုပိုပြီးပြက်နာများွားပြီးတော့မိဖို့တောက်လောက်လာမဲ့ဇံတွေဖြစ်တတ်တယ်အဲ့တော့အကောင်းဆုံးပြောချက်ညာဒီလမှာ AC လေးပဲလုံးစရာရှိရလေးလုံးသွားစရာရှိရလေးသွားစားစရာရှိရလေးစားပြောပါလိမ့်မယ်နေကိုလူလဲစကားပြောနေဟိုပြောချက်ညာ ပိုတွေအရှုပ်တွေမလုံနဲ့ဗျာအအကောင်းဆုံးပဲဟိုဘာမှလုံတာအကောင်းဆုံးပဲငိုလည်းရင်တို့ရှိနေတဲ့ကိစ္စတွေကိုပဲလုတ်ပြီးရာကဟလာအတင့်တော်ဆုံးတို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်နောက်ပြီးတော့အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဒီလာမှာပေါ့နော်ဒီ ASIC ASIC တဲ့အခြေရေးမျိုး ASIC တဲ့အနေအထားမျိုးကြုံတွေ့ရဖို့ရှိပါတယ်မိမိရဲ့ချစ်သူနဲ့မိမိနဲ့ ရန်ဖြစ်တာလည်းမဟုတ်ပဲနဲ့အလိုပေါ့နော်အလိုတရားအေးဆက်သွားတဲ့အခြေအခြေအနေမျိုးကြောက်ရတတ်ပါတယ်အဓိကတော့ပါလဲမိမိရဲ့ချစ်တဲ့သူတွေမိမိရဲ့ခင်တဲ့သူတွေမိမိရဲ့ဒီနော်ဒီကျွန်တော်တို့အင်တာဘတ်တွေကိုအလိုအေးချမ်းချမ်းပေါ့နော်သူတို့တက်အချိန်မပေးတဲ့အရာကြောင့်ဒီလက်မှာပို့ပြီးတိတ်ဆိတ်အေးချမ်းသွားတတ်ပါတယ်အဲ့တော့ဒီလက်မှာပေါ့နော်ကျွန်တော်အကောင်းဆုံးကြံပေးလို့တာကြတော့မိမိရဲ့ချစ်တဲ့သူတွေအတွက်မိမိရဲ့ချစ်သူတွေအတွက်အချိန်အခုပေးလိုက်ပါသူနဲ့ သာသရတာကာလမှာကောင်းမွန်စွာဖြင့်ဖြတ်တန်းလိုက်ခြင်းဖြစ်ဒီလမှာအစီအမီချောမေတာပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီလကိုအထီးပြင်းနဲ့တိတ်ဆိတ်လာမှုကိုအကြောင်းပြုပြီးတော့မှပြတ်တောက်ခြင်း၊ကွဲကွာခြင်းပေါ့နော်ဖြစ်တတ်ပါတယ်။အဲ့ဒါပတ်သက်ပြီးချက်ပြောခြင်းပါတယ်ပေါ့နော်။ကျမကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောစရာရှိတာကတော့ကျမကြီးကကျွန်တော်ဒီလမှာဒီတတိယသာသမီများအနေနဲ့ပေါ့နော်ခနာကိုအောက်ပိုင်းနေနာကျင်တာမျိုးတွေထိခိုက်တာမျိုးတွေနောက်အကျော်တွေ ဒီညရာမျိုးတွေအကျော်တွေလုံးမိတာမျိုးတွေပေါ့နော်အကျော်တွေလွဲတာမျိုးတွေဖြစ်တတ်တယ်။အကြောက်တို့ဒီလမှာအကောင်းဆုံးကြံပြရတာကြတော့ကျွန်တော်တို့ဒီအကျော်တွေကိုသတိထားပါ။နောက်ပြီးတော့ရာသီဥတုအပြောင်းလဲကြောင်းဖြစ်တဲ့ယောဂါတွေကိုသတိထားပြီးပါတော့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဒီလမှာပေါ့နော်မွေးကြီးကစားနဲ့ပတ်သက်ပြီးပြောရမှာဆိုဒီလဒီမွေးကြီးဒီမွေးကြီးဟိုကောင်းတယ်အဆင်ပြေတယ်လို့ ပြောချင်တယ်တည်ငြိမ်တဲ့မူကြီးရှိတယ်ပေါ့ကိုကသာသွားပြီးအများကိစ္စတွေမျက်တနာတွေပေါ့သွားမလျှော့ရင်တော့ဘာမျက်နှာမှမတက်ဘူးဘာမူကြီးဆုံးဖြတ်မှုမှမရှိဘူးအဲ့တော့ဒီလမှာတနိုင်လောက်ပေါ့နော်မူကြီးဆုံးချုပ်မှုရှိအောင်နေတတ်ရင်တော့လာသည်လုံးဝလုံးဝအကြီးအကျိုးမြတ်တွေဟိုနော်ဟိုကြီးပွားမှုတွေတိုးတက်မှုတွေဒီလမှာအလုံးမင်းညားလာဖို့ရှိပါတယ်ဒါလေးကိုပတ်သက်ပြီးပြောချင်ပါတယ် ောက်ပြီးတဲ့ခါကျတော့တရင်းနာသမီးများအနေနဲ့ပေါ့နော်တလားဆောင်ကာလာပေါ့နော်ဒီတလားလမှာကံကောင်းစီဖို့အထူးရည်ရာလေးကိုပြောရမှာဆိုရင်တော့ဒီကျွန်တော်တို့ဒီဘုရားအကြောင်းကံဒီမှာပေါ့နော်ကျွန်တော်တို့စေရင်ဟိုဟာကြီးကျွန်တော်ရှင်သိခြေသိနှကောင်ရှိရဗျာအဲ့ဒီခြေသိနှကောင်ရဲ့ရှေ့မှာအချိုရီတလုံးပေါ့နော်သွားကပ်ပြီးတော့မှဒီအချိုရီကပ်ပေးပါနော်အသီးတွေကပ်ပေးပါနော်ဒီကပ်ပေးပြီးတော့ကိုယ့်ရဲ့အခက်ခဲတွေကိုဆူတောင်းပေးပါ ပြီးရခါကျအဲ့လိုသွားကပ်ပြီးဆိုတော့ ਨੇ ပြန်လာတဲ့လမ်းမှာပေါ့တွေ့တဲ့ဒီစူတောင်းစားပေါ့နော်တောင်းစားတွေကိုဟိုပတ်စံနေဝေပေးတာမျိုးလှူပေးတာမျိုးလမ်းမှာအလှူခံပုံပုံတွေတွေ့ရင်တွေ့တဲ့ဟာတွေလှူပေးတာမျိုးလုပ်ပြီးပါမကြမကြလုပ်ပေးပါကန်ဆိုးတွေရရှိလုပ်ပေးပါအဲ့ဒါဆိုမိမိရဲ့ကန်ဆိုးမှုတွေချုပ်ထွေးမှုတွေတတ်တာပျောက်တင်တော့ပါလိမ့်မယ်အားလုံးပဲအဆင်ပြေချောင်းမှကြပါစေတဲ့